American ဟာသူ့နိုင်ငံနဲ့စစ်ဖြစ်ခြင်းလို့တမင်ပြဿနာရှာနေတယ်လို့ Venezuela သမ္မတ Nicolas Maduro ကဆက်ဆွဲပြောကြားခဲ့ပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးစစ်သင်္ဘောဖြစ်တဲ့ USS Gerald R. Ford လေယာဉ်သင်္ဘောကြီးကို American က Caribbean ပင်လယ်ဆီဆင်လွတ်လိုက်တဲ့နောက် Maduro ဘက်ကအခုလိုအတန်ထွက်လာတာဖြစ်ပါတယ်။ American က Venezuela ကမ်းလွန် Caribbean ပင်လယ်ထဲမှာစစ်အင်အားစုဝေးဖြန့်ကျက်နေခြင်းက Maduro ရဲ့အစိုးရအပေါ်အကြီးအကျယ်ချင်းချောင်းနေပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေအတွင်းအမေရိကန်စစ်တပ်ဟာဗင်နီဇွဲလာရေရင်တချို့ကိုမူရမောင်ကိုဂိုင်းတွေရဲ့လှေတွေလို့ဆွဆဲပြီးပြစ်ခတ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ဒါဟာမူရမောင်ကိုဂိုင်းတွေအပေါ်စစ်စင်ရေးဆင်နွှဲခြင်းဖြစ်တယ်လို့ပြောထားပါတယ်။အော်တိုဗလာ24ရက်နေ့မှာတော့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီယာဆက်က USS Gerald R. Ford အလင်းတင်တင်ပေါ်ကြီးကိုမြေထဲပင်လယ်ကနေစတင်ထွက်ခွာစေပြီးကာရေဘီယံဘက်ဆေလွတ်ထားကြောင်းအတည်ပြုခဲ့ပါတယ်။ USS Gerald R. Ford ဟာ အမေရိကန်ရဲ့အကြီးဆုံးလေယာဉ်တင်သင်းပေါ်အမျိုးအစားဖြစ်ပြီးလေယာဉ်အစီး60လောက်တင်ဆောင်နိုင်ပါတယ်။မစိုးရတဲ့နောက်ထပ်စစ်ပွဲတစ်ခုကိုဖန်တီးဖို့အမေရိကန်ကအကြောင်းရှာနေပြီလို့မဒူရိုကသတင်းထောက်တွေကိုပြောပါတယ်။အမေရိကန်ကနောက်ထပ်စစ်ပွဲတစ်ခုမှာဝင်မပတ်သက်တော့ပါဘူးလို့ကတိပေးခဲ့ပေမဲ့အခုတော့စစ်တိုက်ဖို့အကြောင်းပြချက်တွေရှာနေပြန်ပြီလို့သူကဆိုပါတယ်။အမေရိကန်ကမဒူရိုကိုမူရင်းမောင်ကိုဂိုင်းကောင်းဆောင်တူအဖြစ်ဆွဆဲပြီးစုငွေဒေါ်လာ30ထုတ်ထားပါတယ်။အမေရိကန်ရဲ့အမြေတဲပင်လယ်ကလက်ရှိစစ်ရေးအစီအမံတွေဟာ မာဒူရိုအစိုးရကိုဖျောက်ချဖို့အခြေလန်းအစပြောနေတာဆိုတဲ့သုံးသပ်မှုတွေရှိနေပေမဲ့ထရမ့်ကတော့ဗင်နီဇွဲလာမှာအစိုးရအပြောင်းလဲလုပ်ဖို့ကြံစည်နေတယ်ဆိုတာကိုညင်းဆိုထားပါတယ်။လင်းအတင်တင်မောကြီးမစေလွတ်ခင်ကတည်းကကာရီဘီယံပင်လယ်ပြင်စီကိုအမေရိကန်ကအစ်စ်တင်မောတွေနျူကလ িয়ার ရေငုပ်တင်မောတစ်စီးနဲ့ F35 တိုက်လေယာဉ်တွေဆင်လွတ်ထားပြီဖြစ်ပါတယ်။အဲ့ဒီဖြန့်ကျက်မှုဟာအမေရိကန်စီဥတည်နေတဲ့အမွေအစေဝါမှောက်ခုလှောင်ရှားမှုတွေကိုဖျက်ဆီးဖို့တာဖြစ်တယ်လို့ထရမ့်ကပြောထားတာပါ။ အမေရိကန်ကဗင်နီဇွဲလားလေတွေကိုစစ်ရေးပြစ်မှတ်တွေအဖြစ်တက်ခိုက်ဖျက်ဆီးနေတာနဲ့ပတ်သက်ပြီးလုပ်ပိုင်ခွင့်ဆိုင်ရာတရားဝင်မှုတွေကိုဝေဖန်မေးခွန်းထုတ်တာတွေလည်းရှိနေပါတယ်။ထရမ့်ကတော့အမေရိကန်အစိုးရဟာမူရင်းမောင်းခိုလုပ်ငန်းတွေကိုတက်ခိုက်နေချမ်းသာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပြီးမာဒူရိုရဲ့အစိုးရကိုမတည်ငြိမ်အောင်တမင်ဖိအားပေးနေတယ်ဆိုတဲ့အချက်ကိုပယ်ချထားပါတယ်ရှင်။